မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့အော်တိုဘားလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တရုတ်မြန်မာနယ်စပ်မြို့ကမ်ပိုက်တီဒေသမှာရှိတဲ့စစ်ကောင်စီရဲ့လက်အောက်ခံနယ်သားဆောင်တပ် BGF 1333တပ်ရင်းကို22ရက်နေ့ညနေပိုင်းမှာအပိတက်တိုက်ခတ်သိမ်းပိုင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် အော်တိုဘားလတတိယပိုင်းအတွင်းက BGF 1333တိုင်ရင်ဌာနချုပ်ကာကင်းစခန်း၅ခုထဲမနှဲကို KAI ကသိမ့်ပိုင်နိုင်ခဲ့ပြီနော်တိုင်ရင်ဌာနချုပ်ကိုအော်တိုဘားလ27ရက်နေ့ညနေပိုင်းမှာသိမ့်ပိုင်နိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်အမှတ်1333နေချားဆောင်တက်ဌာနချုပ်စင်ကြိုင်နဲ့ကံပိုက်တီမြို့မှာရှိတဲ့ ရှည်တန်းခလိုက်ရ15စခန်းကိုအော်တိုဘားလ22ရက်နေ့ညနေ9နာရီမှာတိမ့်ပိုင်နိုင်ခဲ့တယ်လို့ KIA ရဲ့စခန်းသိမ်းတိုက်ပွဲအောင်မြင်မှုသတင်းများကိုပုံမှန်ဖော်ပြပေးနေတယ်။ကချင်စီရေးသတင်းအမိကအတည်ပြုထားပါတယ်။စီရေးနိုင်ငံရေးလေ့လာတဲ့ဥဇော်ဆန်ကလည်းတရုတ်မြန်မာနယ်စပ် ကမ်းပိုက်တီနဲ့စရုံးချောင်းစင်ချိုင်ကြီးရွာအနီးမှာရှိတဲ့ BGF 1333တတ်ဆက်ခန်းကို22ရက်နေ့ညနေ9:00ဝင်းကျင်မှာဝင်းအောင်ရှင်းလင်းရေးတွေလုပ်နေတယ်လို့ကနဦးသိရပါတယ်အခုလောလောဆယ်ကစင်ချိုင်ကြီးရွာအနီးမှာရှိတဲ့ BGF 1333တတ်ဆက်ခန်းဝင်းထဲကိုနေပြင်းရှင်းလင်းရေးတွေဆက်လက်ဆောင်ရွက်နေသေးလို့ကျွန်တော်သိရှိထားရတယ်လို့ဦးစော်ဆန်းကပြောပါတယ်ကမ်းပိုက်တီမြို့ကိုလည်း22ရက်နေ့စစ်ကောင်စီရဲ့ရဟတ်ရင်တစင်းမင်းနဲ့အနေငယ်ကြလာရောက်စဉ်သက်ခဲ့တယ်လို့လည်း၎င်းကပြောပါတယ် ညနေပိုင်းမှာတော့နှစ်နာရီကျော်ဝင်းကျက်လောက်မှာ Husky တစီတော့လာသွားတယ်ကျွန်တော်တို့ဘက်ကအဲ့ဒီရဟယင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှတော့သတင်းတက်မလာသေးဘူးလို့ဥစော်ဆန်ကပြောပါတယ်ကချင်းသတင်းရင်းမြစ်တအုပ်ကလည်းစစ်ကောင်စီရဲ့ရဟယင်ဟာကမ်ပိုက်တီကိုမိနစ်အနည်းငယ်ကြာဆင်းသက်တဲ့အချိန်တရုတ်ဘက်ကပြစ်ခတ်မှုတချို့ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်အလကားရှောက်ပြစ်နေတာအဲ့ဒီတရုတ်တွေကပုံမှန်ပဲ ဒီဘက် KIA ထိန်းချုပ်ထားတဲ့နေရာမှာရဟတ်ရင်တွေလေးရင်တွေလာတိုင်းရှောက်ပြစ်နေတာပဲလို့ကချင်းသတင်းအရင်းမြစ်ကပြောပါရယ်တိုက်ပွဲဖြစ်ပွားမှုကြောင့်ကမ်ပိုက်ဒီဒေသခံများဟာမြို့ကနေစွန့်ခွာပြီးတော့စစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာအော်တိုဘားလ16ရက်နေ့မှာပန်ဝါမြို့ကို KIA ကသိမ်းပိုက်နိုင်ခဲ့တဲ့ညကလည်း KIA ဌာနချုပ်လိုင်ဇာအနီးကိုလေကြောင်းနဲ့တိုက်ခိုက်ခဲ့ရာတရုတ်နိုင်ငံဘက်ကမိကြီးပြစ်ဖောက်ပြီးတော့သတိပေးမှုများကိုပြုလုပ်ခဲ့တယ်လို့သတင်းအရင်းမြစ်ကပြောပါရယ် KIA က ပန်ဝါမြို့မှာရှိတဲ့တက်တုံညာတုံညာနဲ့တရင်ဌာနချုပ်အပါဝင်ဒေသတွင်းမှာရှိတဲ့တပ်စခန်းများကိုလည်းတိုက်ခိုက်သိမ်းပိုက်ပြီးတော့ပန်ဝါမြို့ကိုထိန်းချုပ်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်စော့လော်ချီပွေနဲ့စတုံးမြို့များကိုလည်းသိမ်းပိုက်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့ရဲကစစ်ကောင်စီတပ်ရင်းများနဲ့အေအေတို့ရဲ့တိုက်ပွဲများကြောင့် အန်လီစိတ်မှာလင်းရဲအတက်အစင်းတွေရက်တန့်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အန်လီစိတ်အသုံးပြုခွင့်မရတာ၃ရက်လောက်ရှိပါပြီ။နာပါခါကိုလက်နယ်ကြီးကြတာလေစိတ်ကိုလက်နယ်ကြီးကြတာတွေကြောင့်လေရင်တွေဆင်းသက်လို့မရတော့ဘူး။ရန်ကုန်ဘက်ကိုပြန်လှည့်ပြီးတော့ပြန်သွားရတယ်။မနေ့ကဆိုမြန်မာလေကြောင်းကလေရင်တစည်းလာတယ်။ပြစ်ခတ်တန်တွေကြောင့်မဆင်းရဲဘဲနဲ့ပြန်သွားရတယ်လို့သတင်းရင်းမြစ်တူကပြောဆိုထားပါရတယ်။ အမ်းမျိုးတိမ့်တိုက်ပွဲကိုအေအေကအချိန်ဟုန်မြင့်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးအမ်းမျိုးတွေကစစ်ကောင်စီရဲ့အရေးပါတဲ့ဗျူဟာဂုံးများကိုလည်းတိမ့်ပိုက်ပြီးတဲ့နောက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခကိုအေအေကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်ပြောရရင်တိုက်ပွဲအခြေအနေက အမ်းမြို့တဲကိုရောက်လာပြီလို့ပြောလို့ရပါတယ်အေအေကနပခါကိုလက်နက်ကြီးတွေနဲ့ပစ်ခတ် drone တွေနဲ့ဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေပါတယ်စစ်ကောင်စီဘက်ကလည်းပြန်ပစ်ခတ်တာတွေရှိတယ်လေကြောင်းကလည်းဘုံကျဲတိုက်ခိုက်တာတွေရှိတယ်နှစ်ဖက်စလုံးကတော့တိုက်ပွဲတွေတော်တော်ပြင်းထန်တိုက်ခိုက်နေကြတယ်လို့မြို့ကန်တူကပြောပါတယ်တိုက်ပွဲပြင်းထန်နေခြင်းကြောင့်အမ်းမြို့တဲကစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များနဲ့ဝန်ထမ်းတချို့ကလွဲပြီးတော့ဒေသခံပြည်သူများဟာစစ်ဆောင်သွားကြပြီလို့လွတ်မြောက်နေမြေကိုရောက်ရှိတဲ့စစ်ဆောင်တူကပြောပါတယ် အန်းကဒေတာကန်တွေဟာအရင်လကတည်းကတဖြည်းဖြည်းစစ်ရှောင်နေကြတာတွေရှိပါတယ်အခုဒီလာအတွင်းမှာတိုက်ပွဲကအရန်ကိုပြင်းထန်လာပြီးတော့မြို့နယ်အလုံးနီးကပ်လာတဲ့အတွက်ဝန်ထမ်းတွေတိုက်ရဲမိသားစုတွေကလွဲပြီးတော့အရတားအလုံးနီးပါးဟာစစ်ရှောင်သွားကြပြီမျိုးတွေကရရနီးလိုက်နဲ့လွမြောက်နေမြေတွေစီကိုစစ်ဆောင်လာကြတယ်တချို့မိသားစုဝင်တွေကတော့ကြံနေပါသေးတယ်ကြံနေခဲ့တဲ့သူတွေကတော့ဘုံခိုချင်းတွေတူးပြီးတော့နေနေကြရတယ်လို့သိရတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခရဲ့အရေးပါတဲ့အမ်းမျိုးနယ်က တောဟိန်တောင်ဖြူဟာစေချောင်းဖြူဟာနဲ့မဲတောင်ဖြူဟာဂုံးတို့ကို အေအေကတိမ့်ပိုက်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်စစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်လာခဲ့ပြီးချင်းလန်းအစိုးရလက်အောက်ခံကာကွယ်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ကလေကြောင်းကုန်းကြောင်းနဲ့အင်အားအလုံးရဲနဲ့ထိုးစစ်ဆင်လာမှုကြောင့်ချင်းလန်းအစိုးရရဲ့ကာကွယ်တပ်ဖွဲ့များကထိန်းချုပ်ထားတဲ့အော်တိုတပ်ဂုံးကိုပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့မှာလက်လွတ်ခဲ့ရတယ်လို့သိရပါတယ်ဘလောက်ပဲကြာကြာထန်တလန်မြို့ကိုမသိမ်းနိုင်မချင်းတိုက်ပွဲတွေဆင်နွှဲနေပဲအခုရပ်ပေါင်း60ကျော်အတွင်းမှာချင်းလန်းအစိုးရတပ်ဖွဲ့အနေနဲ့ ဖရားရဲ့ကျေးဇူးတော်ကြောင့်တပ်စခန်းတော်တော်များများလည်းတင်ပိုက်နိုင်ခဲ့ပါတယ်စစ်ကောင်စီကကုန်းချောင်းနဲ့ထိုးစစ်ဆင်လာရုံမှမကပဲနဲ့လေချောင်းနဲ့လည်းအချိန်မအောင်မနေဘူးအချိန်နဲ့ရဝင်းကျင်လောက်ကိုဘုံနေနဲ့ကျဲတယ်အခုချိန်ထိတော့ကျွန်တော်ဘက်ကအသာစီးတွေရနေပါတယ်ပြည်သူတွေအနေနဲ့လည်းအားမလျှော့ပဲနဲ့ပြည်သူကာကွယ်တပ်တွေဘက်မှရက်တည်ပြီးတော့ထန်တလန်မြုပ်မသိမ့်မချင်းအတူတကွပူးပေါင်းပြီးတော့ဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ ချင်းလန်းကာကွယ်တပ်ဖွဲ့ထန်တလန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်အမျိုးသားတို့ကပြောပြထားပါရယ်စစ်ကောင်စီတပ်ဟာလုံခါဘက်ကနေစစ်ကြောင်းတကြောင်းနဲ့အော်တိုတောင်ဘက်ကစစ်ကြောင်းတကြောင်းတို့နဲ့ထိုးစစ်ဆင်လာခဲ့ပြီးတော့စစ်ကြောင်းတကြောင်းကိုအင်အားတရားဝင်းကျင်နဲ့ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရပါရယ်ချင်းလန်းအစိုးရကာကွယ်တပ်ဖွဲ့ဟာလက်လွတ်ဆုံးရှုံးသွားတဲ့အော်တိုတပ်ကုန်းကိုထပ်မံသိမ့်ပတ်ရန်စူးစမ်းနေပြီးတော့စစ်ကောင်စီဘက်ကလည်းလက်လွတ်ခဲ့ရတဲ့တပ်စခန်းများကိုပြန်လည်ထိန်းချုပ်နိုင်ရန်စူးစမ်းနေမှုကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာရှိတဲ့အလကပချေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီရဲ့ကျင်းနီတင်ရင်တန်းနဲ့လုံခြုံရေးယူပေးနေတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၃ဦးသေဆုံးပြီးကားတစ်စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ20ရက်နေ့မနက်7:45မိနစ်အချိန်ကမြင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်အလကပချေးရွာအနောက်ဘက်တံတားအနီးမှာ အကြံဘတ်စစ်ကောင်စီရဲ့ကျင်းနီတင်ရင်တန်း53စီးတဲ့ကအက်စစ်တင်ကားဒုထတင်ကားနဲ့လုံခြုံရေးယူပေးနေတဲ့အကြံဘတ်စစ်သားများကို မိုင်းပွိုင်နှစ်ပွိုင်ဆွဲပြီးတော့တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးပြီးကားတစ်စီးပျက်စီးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။20ရက်နေ့က17နာရီ45မိနစ်လောက်မှာဆွဲခဲ့တာပါ။ကျင်းနေတင်ကားတွေကများတယ်။ဂျမ်မာကား6စီးပါတယ်။စုစုပေါင်း53စီးပါတယ်။ရင်တန်းမှာအဲ့ဒီတဲကမှာ acid တင်ကားနဲ့ဒုထတင်ကားကိုပြတ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာပါ။လုံခြုံရေးယူပေးနေတဲ့စစ်ခွေး၃အောင်သေးတယ်။ကားတွေကဝမ်ပေါင်ကုမ္ပဏီဘက်ကနေသခိုင်းဘက်ကိုသွားတဲ့ကားတန်းမှာလို့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့က ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲအညာမိုင်း6ဦးမြို့နယ်ဇာမနီပြောက်ကြားတပ်ဖွဲ့နဲ့ဒေါင်းဘီ PDF တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့နယ်စမ်းမကြီးယူဝါမှာမီတာကြီးကောက်ခံရာကနေစကားများရန်ဖြစ်ပြီးတော့ပြူစောတိအဖွဲ့ကပြည်သူတအုပ်ရဲ့ခြေထောက်ကိုတနက်နဲ့ခွနချက်ပြစ်ပြီးတော့ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ14ရက်နေ့မှာယာအိမ်မှုတင်ရှိန်မှုပြူစောတိခေါင်းဆောင်တက်ခိုင်ပြည်သူစစ်တင်ဝင်းနဲ့မီတာကကောက်ခံတဲ့မင်းကိုအောင်တို့ဟာဥတင်ရှိန်ရဲ့နေအိမ်ကိုမီတာကကောက်ခံရကနေစကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါဗါတယ်။အခုလိုမျိုးစကားများရန်ဖြစ်ပြီးတဲ့နောက်ယာအိမ်မှုပြူစောတိများကတရွာတဲ့နေ ဥကန်ရှိန်ကိုအကြမ်းဖက်စစ်သားများခေါ်ယူပြီးတော့ခြေထောက်ကိုတနက်နဲ့ခုနှစ်ချက်ပြစ်ခတ်ခိုင်းပြီးဝိုင်းဝန်းရိုက်နှက်ကစမ်းမကြီးရွာပေးရကောက်ကိုပင်ဖြက်လန်းပေးမှာပြစ်ထားခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပြုလုပ်ပြီးတဲ့နောက်ဥကန်ရှိန်ကို PDF တပ်ဖွဲ့အများကပြစ်ခတ်တယ်ဆိုပြီးတော့ပြူစော်တီများကရွာထဲမှာတရင်တွေလိမ်လည်ခဲ့တယ်လို့သိရပါတယ်ခွဲစိတ်ခမ်းမှာကြည်၆ဆခွဲထုတ်ရတယ်မင်းကိုအောင်နဲ့ခြေရွာပြည်သူစစ်အဖွဲ့တွေကပြစ်တာအခုကမကွေးတိုင်းပြည်သူစေယုံကြီးမှာဆရာဝန်တွေတက်တည်ရှိတယ်သူတို့ကိုမကွေးကဆင့်ခေါ်တယ်လို့ကြားရတယ် သူတို့က PDF တွေပြစ်တာဆိုပြီးတော့လိန်ပြီးတော့တင်ထားတာပြလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ကြေးရွာနေပြူစောထီးနဲ့စစ်သားတွေကဥကန်ရှင်ကိုပြစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီးတော့မီတာကောက်တဲ့မင်းကိုအောင်ဟာရဲနဲ့ရွာထိပ်မှာရှိတဲ့စစ်သားများ KTV သွားရန်ငွေရှာပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားများနဲ့စစ်တပ်အောက်ဆွဲများရဲ့အကြမ်းဖက်မှုများကြောင့်ကျေးရွာနေပြည်သူများဟာနေ့စဉ်ထိတ်လန့်နေရတယ်လို့ဒေသခံပြည်သူများကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဘူးတလင်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်က ြည်သူ22ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့ပြီးတော့ပြည်သူအယောက်90ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားကကြေးရွာ9ရွာကိုမိရှုပ်ဖြတ်စည်းခဲ့ရာနေအိမ်900ကျော်ပြာချခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလာ7ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်ကြောင်းဟာဘူးတလင်မျိုးပေါ်ကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့ကလေးငယ်များအပါအဝင်မိသားစုဝင်6ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလာ7ရက်နေ့မှာမြောက်ချီရွာကိုထပ်မံဝင်ရောက်စီးနှင်းပြီးတော့ပြည်သူ9ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ အော်တိုဘာလ16ရက်နေ့နဲ့19ရက်နေ့တွေမှာစီပါရွာနဲ့ဆေဝရွာကိုဝင်းအောင်စီးနှင်းပြီးတော့ပြည်သူ10ဦးကိုတပ်ဖြတ်ခဲ့ပြီးစုစုပေါင်းပြည်သူ21ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကြောင်းထိုးထွက်လာတဲ့နေ့ကစပြီးတော့ စစ်ကြောင်းထိုးရာလက်တက်ဆောင်မှာရှိတဲ့အရတားပြည်သူ90ကျော်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခဲ့ပြီးတော့လက်ရှိအချိန်အထိကိုဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာကြောက်အိုးရွာ၊စီပါရွာ၊ကျွဲတေချောင်းရွာ၊ဆယ်ဝရွာနဲ့ဆိုင်ပြင်းလေးရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်900ကျော်ကိုလည်းမိရှုပ်ဖျက်ဆီးခဲ့ပြီးတော့ကျေးရွာတွင်းမှာရှိတဲ့ပြည်သူပိုင်းပစ္စည်းများကိုလည်းမှုန်နှောက်ယူဆောင်လျက်ရှိတယ်လို့သိရပါဗျ။စစ်ခွေးတွေတပ်ဖြတ်သွားတာအလုံးပေါင်းပြည်သူ22ဦးအထိရှိသွားပြီ။အခုထိစစ်ခွေးစစ်ကြောင်းကဆိုင်ပြင်းလေးမှာပဲရှိသေးတယ်။ဘယ်ကောင်မှမထွက်သေးဘူး။ 21ရက်နေ့မွန်လွဲပိုင်းကလည်းမီးရှို့နေတယ်လို့သတင်းရတယ်။ဖမ်းဆီးခံထားရတဲ့ပြည်သူ100ဦးရဲ့အခြေအနေကတော့ဘာမှထပ်မကြရသေးဘူး။စိုင်းပြင်းလေးရွာကအင်ဂျင်200ကျော်ရှိတဲ့ရွာဖြစ်တာကိုသူတို့ရှို့နေတာ၄ချိန်လောက်ရှိပြီးတော့မီးလောင်ပျက်စီးမှုတွေလည်းများနိုင်တယ်။အခုချိန်ထိဆိုရင်စစ်ခွေးစစ်ကြောင်းကကြောက်အိုးစီပါကျွဲတေချောင်းဆယ်ဝါနဲ့စိုင်းပြင်းလေးရွာတွေကိုမီးရှို့ဖျက်ဆီးထားပြီးတော့နေအိမ်ပျက်စီးမှုစုစုပေါင်း900ကျော်လောက်ရှိတယ်။အရေးအတွက်အထူးကြကတော့စီစစ်နေတုံးပဲ။ဒီခွေးစစ်ကြောင်းကပြည်သူအယောက်90ကျော်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတယ် နမခကနေထွက်လာတဲ့ကစစ်ကြောင်းတစ်လျှောက်ရွာပေါင်းစုံပြည်သူတွေကိုဖမ်းဆီးခဲ့တာအမျိုးသမီးတွေလည်းပါတယ်စီပါရွာမှာတက်ဆွဲတော့ကဆိုရင်သူတို့တက်ဆွဲခဲ့တဲ့စာတင်ကြောင်းထဲမှာအမျိုးသမီးတွေရဲ့အင်ကြီးအဝတ်အစားတွေထမိန်တွေအဲ့လိုဟာတွေပါ တွေ့ခဲ့ရတယ် စစ်ခွေးအင်အားက၁၀၀ကျော်လောက်ရှိတယ်သူတို့အန်ဒီယားရှိမယ်လို့ထင်တဲ့နေရာတွေမှာပြည်သူတွေကိုရှေ့ကတွားခိုင်းပြီးတော့တနက်တွေနဲ့ချိန်ထားတာတွေကိုလည်းလုဆောင်နေတယ်လို့စီပါချေးရွာကပကဖတာဝန်ခံကိုမိုးတောက်ကပြောကြားထားပါတယ်။အဲ့ဒီစစ်ကြောင်းဟာလက်ရှိအချိန်ထိစိုင်းပြင်းလေးရွာမှာတပ်ဆွဲထားပြီးတော့အော်တိုဘားလ22ရက်နေ့မွန်းလွဲပိုင်းကလည်းချေးရွာထဲမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုထပ်မံမီးရှို့နေတယ်လို့စီပါချေးရွာပကဖတာဝန်ခံကိုမိုးတောက်ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ